အလုံးပဲမင်္ဂလာနနခင်ပါဒီတရားတော်မနခင်ပါဖြုံမတော်သူဒီယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မယ်ဆိုတဲ့ယောမဩရစာခန်းကြီးတအပိုင်ငယ်16ကနေစခွန်ပေါ့နော်တမန်တော်ရှင်ဘောလို့ရယောမဩရစာခြင်းအုပ်ရအဓိကတော့ချက်ကျန်ပိုင်လေးဖြစ်ပါလေ ဒီနှုတ်ကပတ်တော်ခေါင်းစဉ်လေးကိုအချင်းလျားဖြင့်ဝင်ငှချင်ပါလေဆိုတော့ယောမဩရစခန်းချစ်တဲ့ပိုင်ငယ်16ကနေ18ထိမှာဓမ္မနောရှင်ဘောလုကယုံတခြင်းအားဖြင့်ဖြောက်မချင်းတရားအတွက်ဓမ္မအခြေခံဥမိကိုတည်ထောင်ထားပြီးဖျားသခင်ဤဖြောက်မချင်းတရားဟာအပိတာမြတ်ထင်ရှားပေါ်လွင်ပြီး အပိတမြထံတယောက်စီသည့်ဖြုံမချင်းတရားအဖြစ်အင်းဝင်ကိရိတရားကိုတွင်တွင်ဝင်ငှခဲ့ပါလေဤဖြုံမချင်းတရားဟာလူစားတိအဖြစ်မဟုတ်ယေရှုခရစ်ကိုယုံကြည်သူတိုင်းအတွက်ကျင်နာစွာတိအမှတ်ပြုထားသောဖီးယားသခင်၏ဖြုံမချင်းပင်ဖြစ်ပါလေတခြင်းထဲမှာပင် ရှင်ဘောလို့ ပင်ဝင်ကြီးတရားကြီးဘုံအတီကိုကုတ်ကုတ်ကွင်းကွင်းပြတာဒီအတိကနောက်ခံပြီးဆောင်ရက်ဒီကောင်းကင်မှာဖျားတဲ့ခင်နဲ့အမြတ်တော်ပေါ်ထွင်းချင်းကို mix set ပြီးခဲ့ပါလေအဲ့ဒါကတော့အပိုင်ငယ်16ကနေစတွေ့ရမှာဖြစ်ပါလေအင်းဝင်ကြီးတရားဟာလူသားတို့ဤထင်မြင်ယူဆချက်ဒါမှမဟုတ်ဘာသာရေးစံတဲ့တီထွင်မှုရလတ် မဟုတ်ပါကေတင်ချင်းတို့ရောက်ရန်ဖျားသခင်နဲ့တကူတော်ဖြစ်ပါလေဂျေစုတော်နဲ့အခြေခံသောအချုပ်ချာအာဏာကိုယုံကြည်ခြင်းအားဖြစ်ခံယူပြီးယေရှုခရစ်တော်ဤလူနဲ့အလုတ်အပေါ်ဗဟုပြုသည့်အချုပ်ချာအာဏာဖြစ်ပါလေသူအင်းဝင်ကလေးတရားဟာဖျားတရားမဲ့သူများကိုတရားမျှတစေပြီး ရှင်ပြန်ထမြုပ်တော်မူသောအရှင်ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်ထာဝရအသက်ကိုပြီးဆောင်သည့်ဘုခင်ဆိုင်ရာဖြုံမချင်းတရားကိုဖော်ပြပါလေထို့ပြင်ယေရှုခရစ်တော်၏အင်းဝင်ကလေးတပါးဒေသလင်ယုံကြည်ခြင်းတည်းတရားမြတ်တာခြင်းတည်းတည်သက်လက်နေဖြစ်ကြောင်းတမန်တော်ယေရှုဘောလိုကအလေးပေးဖော်ပြထားပါလေ လူသားဤဝါကြွားချင်းအလုံးကိုဖဲထုတ်ပြီးလူသားအလုံးကိုအပြစ်တရားဤဆွေးချက်အောက်တွင်ချုံနာခံရပါတယ်ဂျိုးလူမျိုးနဲ့တပါလူမျိုးတို့ဟာညုတ်ချင်းသားပြဖျားတကယ်နေဖြုံမချင်းကိုလက်ခံရလူမျိုးနှမျိုးစလုံးလွတ်လပ်စွာငီတူငီမြဖြစ်ခေါ်ခံရပါတယ် အဲဒါကြောင့်ဣဝင်ကိရိတရားဟာဖျားသခင်နဲ့ဂေတင်ချင်းဖြုတ်မချင်းကိုပေါ်ပြယုံတာမက အပိကိုစัจကျင်ဒီဖျားသခင်နဲ့အမျက်တော်တာကိုထင်ရှားစွာပေါ်ပြချင်တာဖြစ်ဖျားသခင်နဲ့မပြည့်စင်နိုင်သောတရားမျှတမှုကိုလည်းပေါ်ထုတ်ပြပါလေလူသားတို့ရုပ်ငင်းမှု၏အတင်အနဲ့နဲ့ဖျားသခင်တရားစီရင်ခြင်းနဲ့တိကျတေချာမှုကိုလူတို့အမှပြပြဆုံးဆုံးတိရှိနိုင်မှသာလေ ဂျေစုတရားမျှတစေခြင်းနဲ့လိုအပ်ချက်နဲ့အော်ဖွေရတို့ကိုထင်ရှားပေါ်လို့စေပါတယ်ဖြုံးမချင်းတရားဒီဂျေစုတော်တပါးတဲ့ယေရှုခရစ်တော်တပါးတဲ့တာလေယုံကြည်ခြင်းအားဖြစ်တာရရှိခြင်းဖြစ်ပါတယ်ထွေရာဟာတဆူဒီတော်ဖရာတခင်ဒီဘုံတော်အတွက်တာဖြစ်ပါတယ်ကျမ်းသာတော်သူအားလုံးပေါ်မှာဖရာတခင် ကောင်းချီးပေးပါစေ